နောက်လာရင်မှဘာအရေးကြီးဆုံးလဲလို့မေမင်းတို့ဘယ်လိုဖြစ်မလဲကျမ်းမာရေးကအရေးကြီးတယ်လို့ဖြစ်မယ်မဟုတ်ဘူးဥစ္စာစီးပွားအရေးကြီးတယ်မဟုတ်ဘူးပညာကအရေးကြီးတယ်အမျိုးမျိုးဖြစ်ကြလိမ့်မယ်မဟုတ်ဘူးကိုယ်ကွယ်ယုံကြည်မှုကအရေးကြီးတယ်လို့ဖြစ်လိမ့်မယ်ဖះရှင်ကအဲ့လိုမပြောလောကကြီးမှာအရေးကြီးဆုံးကကလျာဏမိတ်တာလို့ခေါ်တယ်မိတ်ကောင်းဆွေကောင်းကအရေးကြီးဆုံးပဲတဲ့မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းဖော်မိရင်မင်းလိုချင်တဲ့ကျမ်းမာရေးဖြစ်နိုင်တယ် မိကောင်းဆွေကောင်းနဲ့ပေါင်းရင်မင်းလိုချင်တဲ့ပညာမင်းလိုချင်တဲ့တရားဓမ္မဖြစ်နိုင်တယ်။ဒါကြောင့်အာနန္ဒာရေတဲ့မိကောင်းဆွေကောင်းနဲ့ပေါင်းပေါ်ခြင်းကလောကမှာအလုံးစုံပြည့်စုံတယ်။ဒီတော့ဟောဒီမှာရှိတဲ့ကလေးတို့ရဲ့နာမည်တွေဘာတွေတို့မသိပါဘူး။ဒါပေမဲ့မင်းတို့အကြောင်းကဘယ်တွေဟောလို့ရလဲ။သမီးအကြောင်းကိုတို့ဘယ်တွေဟောမယ်။ဒါပေမဲ့ဘယ်တွေဟောရင်ဘယ်တွေဆရာရှိကိုသမီးဘာပေးရလဲ။လက်ဝါးလေးပြခြင်းပြရမယ်။ ်ဝေဒကရေးပေးခြင်းပေးရမယ်သမီးအနာဂတ်ကိုတို့ဟောမယ်အဲ့ဒါမပေးနဲ့သမီးဘသူနဲ့ပေါင်းလဲပဲငါ့ကိုပြောညီအနာဂတ်ကိုငါပြောမယ်ဆရာမြတ်တန်းတင်ရေးတဲ့လူလေးထံသို့ပေးစာများထဲမှာပါတယ်မင်းဘသူနဲ့ပေါင်းတယ်လဲငါ့ကိုပြောပါမင်းဘာကောင်လဲဆိုတာငါပြောပြမယ်တဲ့တဲ့ပြောမယ်ဒုတိုင်းပြီမှာလဲဒုတိုင်းပြီပြောင်းလဲဖို့မင်းဘသူနဲ့ပေါင်းမလဲတာငါ့ကိုပြောတိုင်းပြီအနာဂတ်ငါပြောပြမယ် မင်္ဂလာပါပြည်သူတို့ရေအော်ဆလာဆိုင်မမောမင်္ဂလာတည်င်းလာပြောပြောပြမယ်တို့အခုလေမန္တလေးတိုင်းက PDF ကစီတဲ့တိုင်းဒါလည်းနဲ့ကန်တွေလား PDF တွေလားဘယ်နေရာဘယ်ဒေသဘယ်တိုင်းဘယ်နယ်မဆိုဘောနော်တို့ကဖိတ်ခေါ်ပြီးတို့ရေတို့ဖိတ်ခေါ်ပါပြီစင်เนาะအာဥမာအခုတိုင်းရင်းသားနယ်မြေတချို့မှာကွာစစ်မဖွင့်ဘူး နော်အဲ့ဒီနယ်မြေမှာစစ်တိုက်ရှင်တဲ့ PDF တွေအများကြီးပဲရှိတယ်စစ်တိုက်ရှင်တဲ့တိုင်းရင်းသားလည်းနဲ့ကန်တွေအများကြီးပဲရှိတယ်နော်ဒါမဲ့တိုက်ချင်တယ်လို့တိုက်လို့မရဘူးဖွင့်ချင်တယ်လို့ဖွင့်လို့မရဘူးခေါင်းဆောင်ခေါင်းဆောင်ပိုင်းကနော်အာနာစင်အာနာစင်နဲ့ဖြင်လို့ဖြင်ခံလုပ်နေတဲ့အတွက်ကြောင့်အဲကြောင့်ကိုကစစ်တကယ်တိုက်ချင်လို့ရှိရင်နော်အခုမန္တလေးတိုင်းက PDF တွေဖိတ်ခေါ်နေတဲ့အချိန်မှာတွားပြီးပူပေါင်းလိုက်ပါနော်မွန်ပြည်နယ်က PDF တွေလားကရင်ပြည်နယ်က PDF တွေလားအာဘယ်တိုင်းဘယ်နယ်မျိုးဆိုပေါ့နော်ဒီမန္တလေးတိုင်းက PDF နဲ့တော်တော်ပူပါမှာနော်မန္တလေးတိုင်းက PDF ပါပြောရဲဆိုတော့ သူတို့နဲ့ပုပ်ကိုတူတယောက်လာသူတို့နဲ့တော့ပူပေါင်းလို့ရှိရင်သူတို့အကလုံးတက်ဆင်ပေးမယ်နော်နည်းနည်းခင်ဗျာအဖွဲအစီနဲ့လာမယ်ဆိုရင်လည်းလိုအပ်တာကိုသူတို့အကလုံးပန့်ပိုးပေးမယ်ထောက်ပံ့ပေးမယ်တဲ့ဒါမင်္ဂလာတရင်ကောင်းမယ်ပြီးတော့အခုမန္တလေးတိုင်းက PDF တွေကခုခံစေးလုံးနေတယ်အဲ့ဒီနေပြီးတော့လဲမန္တလေးတိုင်းမှာပဲရှိတယ်မန္တလေးတိုင်းက PDF ကစီးတဲ့တိုင်းရင်သားလက်နက်ကန်တွေ PDF တွေအားလုံးတော်လိုင်းသမားတွေမန်သမားပေါ့နော်ဖိတ်ခေါ်ပြီးဆိုတော့ မမပြောစရာမလိုတော့ဘူးအဲ့ဒါစစ်တိုက်ချင်းတဲ့လူတွေအားလုံးမန္တလေးတိုင်းဖီတဲ့နဲ့တော်တော်ပူပေါင်းလိုက်ပါလိုအပ်တာကိုသူတို့ကပန့်ပိုးပေးမယ်ထောက်ပံ့ပေးမယ်ဆိုတော့နော်ကြားလိုက်တာနဲ့စက်တိမ်ထားတယ်နော်အခုမန္တလေးတိုင်းကခုခံစစ်ဖြစ်တယ်သူတို့လိုအပ်တဲ့လူအင်အားနော်ပြေဝါပြီးပြစ်ဆုံပြီးဆိုရင်အောင်မြင်ပြီးဆိုရင်ဒီနေပြီးတော့ကိုတခါတဲ့ထိုးစစ်လောက်မှာအမြန်ဒီနဲ့လောက်ကြတော့နော်ကရင်ပြည်နယ်မှာအရန်ကိုစစ်တိုက်ချင်းတဲ့ PDF တွေနော်အရန်ကိုစစ်တိုက်ချင်းတဲ့ကရင်လက်နက်ကင်အောက်ခြေပိုင်းတွေ နော်ဒါပေမဲ့ဘလောက်ပဲတိုက်ရှင်တိုက်ရှင်တိုက်လို့မရဘူးဒါအခုမန္တလေးတိုင်းက PDF တွေဖိတ်ခေါ်ပြီးဆိုတော့အမြန်နီးနဲ့သွားပြီးတော့ပူပေါင်ကြတော့အဲ့ဒါမင်္ဂလာတရင်ပဲဘာမှပူစရာမလိုဘူးနော်တယောက်တည်းသွားလဲ uniform ကပါတာလာလက်နဲ့ခင်မှာပါတာလာမပူနဲ့နော်စစ်တိုက်တတ်ဖို့ပဲလိုတယ်နော်သွားအဲ့ဒါမန္တလေးတိုင်းက PDF တွေကအကောင်လုံးတတ်ဆင်ပေးမယ်အဖွဲအဖွဲအစီနဲ့လာမယ်ဆိုလဲဘယ်နှဖွဲမစိုးပါနော်လာခဲ့နော်မပြည့်စုံတာကိုတို့တွေကထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ကွာ ။အိုးချက်တင်ထားတယ်။နိုင်တော့မယ်ပြီတို့ရေနိုင်တော့မယ်တကယ်ပဲတကယ်ပဲမထင်မိဘူးဒီတင်းကိုကြားတာမထင်မိဘူးအရန်ကိုအန်အော်တယ်တကယ်ပဲ။နော်အမြန်နေနဲ့လှုပ်ပေးကြပါနော်။မတိုက်တဲ့နေရာမှာစစ်မဖွင့်တဲ့နေရာမှာမပြတ်တဲ့နေရာမှာအဲ့ဒီနေရာမှာလေအချိန်တွေမပြောင်းနေပြီတဲ့တို့နော်။အခုမန္တလေးတိုင်းကပြီတဲ့တို့အကောင်လုံးတာဝန်ယူမယ်ဆိုရင်တော့နော်တွားပြီးတော့ပူပေါင်းလို့ရပါပြီနော်။အမြန်နေနဲ့လှုပ်ပေးကြတော့2025လဲကုန်တော့မယ်။ Okay နော်။မင်္ဂလာတည်တဲ့နိုင်ငံလုံးထားကားလို့ရအောင်အောင်ပွဲလို့ရအောင်မို့လို့ပြည်သူတွေကစောင့်နေတယ်။ တော်လန်ရေးသမားအဖွဲ့အားလုံးနော်အမြန်နည်းနဲ့ပူပေါင်းလို့အောင်မြင်ပါစေမမို့ဆုတောင်းတယ်โอเคနော်ပြည်သူနဲ့ဓာတ်ရိုက်မထီတွေ့ရဲဘူးမြေပြင်မစင်းရဲဘူးဒါကကျန်းခိုင်ရေးပါတီရဲ့အားနည်းချက်ကျန်တဲ့နေရာတွေမှာတော့ကျန်းခိုင်ရေးပါတီကအားသာနောက်ကျန်းခိုင်ရေးပါတီရဲ့နောက်တစ်ခုအားနည်းချက်ကပါလဲဆိုတော့ကျန်းခိုင်ရေးပါတီလို့ပြောလိုက်တာ ਨੇ ပြောရင်ပြည်သူလူထုကဟိုနည်းနည်းလေး ဘယ်လိုခေါ်မလဲဟို black side ကပေါ့နော် post negative side ကနေမြင်တာများတယ်ကျန်းမာရေးပါတီဝင်လို့ပြောလိုက်တာလေကျန်းမာရေးပါတီလို့ပြောလိုက်တာလေပေါ့နော်ဟိုဒီလူလူကဒီလူလူအများစုက negative side ကမြင်တာများပါတယ်ဟုတ်လားအဲ့ဒါကျန်းမာတဲ့ခန္ဓာကိုယ်တန့်ရှင်းတဲ့နှလုံးသားဇွဲဥပဒေကိုလေးစားလိုက်နိုင်မှုကတစ်ဆင့်ဘယ်တော့ဘယ်ခါမှ နိုင်ငံတော်ကိုဆန့်ကျင်တဲ့လမ်းမကိုရောက်မသွားပဲနဲ့မင်းတို့ဒေသတိုးတက်ရတိုးတဲ့အကြောင်းကိုပဲလုပ်ပေးနိုင်တဲ့လူငယ်တွေဖြစ်ပါစေဒီအားကစားခွင့်ရတစ်ဆင့်အဲ့လိုစိတ်ဓာတ်မျိုးတွေထားပါလားကဲအောင်ရှင်းတန်နိုင်ပါစေလို့ဆုတောင်းရင်ဒီကုန်းချုပ်သွားပြီးဒီဈေးကွက်လောက်ကိုသွားကြည့်မျောနေလို့တော့မရဘူးကျွန်တော်တို့ကဒီကျုပ်ဈေးကွက်ကတကဘာလုံးကိုမဖောက်နိုင်သေးတဲ့ကာလပတ်လုံးဟာဘလောက်ကြီးပဲစီးပွားရေးအာဏာရေးခြားတာခြားတာဘာမှလုပ်လို့မရပါဘူး။ဘာကြောင့်လဲအခု တီခိုင်ဖြိုးနဲ့အတူတက်တီခိုင်ဖြိုးလက်တက်လာမှာပါကျန်တဲ့ပါတီတွေတက်လာမှာပါနော်အဲဒီကျွန်တော်တက်မလို့လေအဲ့တော့ခတ်တာကသူတို့ကိုနိုင်ငံကအတိမတ်ပြုမှုမှာစကားပြောတာနိုင်ငံကအတိမတ်ပြုမှုမရရင်ကျွန်တော်တို့ဒီတန်တမာရေးရအဆင်မပြေနိုင်တန်တမာရေးရအဆင်မပြေနိုင်ဈေးကွက်စီးပွားရေးရလည်းလုံးဝအဆင်ပြေနိုင်ဈေးကွက်စီးပွားရေးမရလို့ရှိရင်နိုင်ငံပြန်တဲ့ထူထောင်မှုတွေဟာအများကြီးပြဿနာရှိလာပြီเนาะအဲ့ဒီမှာရှော့ဒီကုန်းထုတ်เสียဖြစ်လာအဲ့ကြောင့်မို့လို့ဒီရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေ အားကိုးလောက်တဲ့နိုင်ငံပြုပြင်ပြောင်းလဲပြန်လဲထူထောင်ရေးကိုဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်ကပြောလို့ရသွားပြီဗျာဒီဟာရှင်းပါရဲ့အဲ့တော့စကားပြောတဲ့ခင်မဟုတ်ဘူးတဲ့အခုဦးမင်းအောင်လိုင်းကျင်းပမဲ့ဒီရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကိုအာဆီယံကလည်းဘယ်လိုခေါ်မလဲဖလဲတကင်းမရှိတော့ဘူး ဲ့တော့ UN ကလည်းဖက်လဲတကင်းမရှိဘူးအတူရောင်ဆိုတော့ UN ကလည်းပြီးရတဲ့ခေါက်ကဆိုလို့ရှိရင်ဒါ NLD ကိုသာတရားဝင်အစိုးရသတ်မှတ်ထားပြီးတော့ကျန်တဲ့အခုတက်လာမဲ့အစိုးရနဲ့ဒီတရားဝင်မှုကြိုးပမ်းမှုတွေမှာအများကြီးအများကြီးစိန်ခေါ်မှုတွေချင်းဆန်အောင်မှာဖြစ်တယ်အဲ့တော့အဓိကဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနိုင်ငံရေးအဖြစ်တိုးတက်မှုမရှိသမျှကာလပတ်လုံးเนาะဘယ်အစိုးရပဲတက်လာတက်လာဒီလိုပဲလိမ့်ဖယ်လိမ့်ဖယ်နဲ့နိုင်ငံဟာငတ်ပြတ်နေဦးမှာပဲအဲ့ဒါကြောင့်မို့လို့ အခုပေါ့နော်တမန်တော်အနေနဲ့လည်းစီးရေးအောင်မြင်မှုတွေအများကြီးရှိတာဒါမှန်ပါတယ်အဲဒါပေမဲ့နိုင်ငံရေးအောင်မြင်မှုကြတာလုံးဝကိုမတွေ့ရပါဘူးနော်နှစ်ဖက်နေရာလူနေကြကမောင်းအောင်နဲ့ခံရတာပြည်သူတွေမှန်ပါတယ်အဲ့ပြောချင်တာကတော့အတိမတ်ပြုမှုကအားနည်းနေပါတယ်။ဦးမင်း online ကိုအတိမတ်ပြုမှုနဲ့เนาะတက်လာတဲ့အစိုးရဒီမျိုးကောက်ပွဲကိုအတိမတ်ပြုမှုအားနည်းသမျှကာလပတ်လုံးကျွန်တော်ရှေ့လျှောက် နိုင်ငံကြီးအဖြစ်ဘလို့မှ၈၂နိုင်မှာမဟုတ်ပါဘူးခင်ဗျာနော်ဒါမှမဲ့လေမြန်မာနိုင်ငံကဒီမိုကရေစီတော်စုစကားတန်ကိုတဲ့အချားမခံရတာဗျာတဲ့နိုင်ငံကြီးကဘလို့တိုးတက်မလဲကိုမောင်တဲ့အဲ့တော့နိုင်ငံကြီးတိုးတက်ဖို့ဆိုတာနိုင်ငံနေမှာရှိတဲ့နိုင်ငံကြီးအင်အားစုတွေအလုံးရဲ့ဆန္ဒတွေနော်သူတို့တွေအလုံးစီးရုံနိုင်မှုလို့တယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်တိုင်းဒေသကြီးမျိုးသားလွတ်တော်မျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်1 ့ FPDB မဲဆန္ဒနဲ့အမှတ်၁ကနေဝင်ရောက်ရှေ့မြိုင်မဲ့ Labor Party ကိုစားပြုလွတ်တော်ကိုယ်စားလောင်းဥကျော်သူရခမမအာနီစူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေကြားလာတဲ့အခြေအနေကိုတင်ပြပါမယ်။ဒီ Labor Party ကလွတ်တော်ကိုယ်စားလောင်းမဥကျော်သူရဥကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေး တော့ဒါနဲ့ပတ်သက်ပြီးတော့ तू ကလွတ်တော်ကိုယ်စားလဲလောင်းဝင်လျှောက်တာတော့မှာဗျာ तू ဒီ post ကို तू ဖြတ်မထားဘူးတော်တော်လေးကို तू အမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမတ်တရားနေပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိမ်းထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမတ်တရားနေကျွန်တော်ဆိုရင်ဘလောက်အမတ်တရားရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမြို့မှာနောင်ချိုမြို့ကိုတက်မတော်ကပြန်ပြီးတော့ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီအမတ်တရားအနေနဲ့လက်နက်ကင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းနဲ့ကြည်ကအုပ်ထုတ်ပါ ြည်ကအုတ်ထုတ်ကိုကြည်ကအုတ်ထုတ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြမာရှိတဲ့ဒီတနည်းအားဖြင့်ပြာကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မတော့ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလမှာကျွန်တော်ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရဲကျွန်တော်ဘာမှကျွန်တော်တို့ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖတ်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီးကအုတ်ထုံနဲ့သူတို့စောင်းတဲ့ အုတ်ထုတ်ရရင်ရပြီလို့အဲ့တော့အဲ့မှာကျကျွန်တော်ရအကိုရလဲလက်မှတ်လေးထိုးပစ်လိုက်တယ်။နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့သူ TNL ရဲ့အုတ်ထုတ်မှာရေးခဲ့တယ်။ကျွန်တော်အဲ့ဒီရလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တင်ထားဆဲပဲ။ဒါကျွန်တော်အမှတ်တရပဲ။ဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လဲတမှုမဖြတ်နိုင်ဘူး။ကျွန်တော်ဘဝတော်လဲတမှုမဖြတ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီတက်ဘလော့ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်စဉ်ကာလမှာထိဆုပ်စဉ်ကာလမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲ။အဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာ သူကလည်းဒီလားဒီဒီတိုင်းပြည်တိုင်းဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကဒါအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ်။ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလည်းဖြစ်ပါလိမ့်မယ်။အော်ဒါတော့ကျွန်တော်အကြမ်းမအပီ post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိရတယ်။အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲ commission ရဲ့ရှင်းလင်းချက်ကိုတင်ပြပါမယ်။ရောင်းလိုက်ပြကြည့်အမျိုးသားလွတ်တော် FDTB မဲဆန္ဒနဲ့အမှတ်တရတွင်ဝင်ရောက်ရှင်းပြပြီး Labor Party ကိုစားပြုတ်လွတ်တော်ကိုယ်စားလှောင်းဦးကျော်သူရခ မမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့သတင်းဖော်ပြချက်များအရာကော်မရှင်ကသိရှိရပါတယ်တဲ့ကော်မရှင်နေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေများနဲ့အညီဖြစ်ပေါ်စေအသေးစိတ်အချက်အလက်များတည်ရှိရန်လိုအပ်ပါသဖြင့်တပ်ဆိုင်ရာဝန်ကြီးဌာနများကပြန်လည်စစ်ဆေးလျက်ရှိပြီးစစ်စစ်တွေးရှိချက်များအပေါ်ကော်မရှင်ကတုံ့သက်ဆောင်ရွက်ရမှာဆောင်ရွက်ရမှာဖြစ်ပါတယ်ဗောဗျာသူတို့အဲဒီရာနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဌာနအဖွဲ့ပေါင်းစုံကနေပြီးတော့ဒါစစ်ဆေးလျက်ရှိတယ်ဗော